ျွန်တော်တရားဆွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လာမပို့ပါနဲ့လို့ကျွန်တော်တောင်းပန်တယ်တောင်းပန်တယ်နော်လာမပို့နဲ့သူတို့ရင်းနေတဲ့အရင်အနေသားတွေအစင်တန်းတွေကိုကြည့်ကြည့်လိုက်ကျွန်တော်တရားခံနဲ့တရားခံဆိုကျွန်တော်သူ့ကိုတက်ပြစ်တာဟမ်ခမားတို့ကလည်းဗျစဉ်းစားဖို့ဗျာကတော့ပါရဲ့ကျွန်တော်လာလာပို့တာလားအမတရားခံသူ့ကိုပြန်ပြီးတော့မှပြောတယ်လို့ပါလို့ဆိုတရားခံဆိုတော့သူ့ကိုတက်အားလို့ကျွန်တော်တရားခံဟုတ်လားဟော အမှုပွင့်နဲ့အမှုဆွဲမှာအမှုမြောက်မှာတရားခံဖြစ်ပါလေပြောလိုက်ရင်တို့ရောဥပဒေကျမ်းအောင်နားလေတယ်တို့ရောလောက်မရှိဘူးတလားနော်ဟိုတကောင်ကအကောင့်မှာဖြတ်ပြီးတော့မှပြေးတာကဲပြီနော်အကောင့်တော့ဖြတ်ပြီးတော့ပြေးတာနော်မတိရအရင်တော့မှတရားရုံးမှာအမေဒီမှာ data အချက်လက်တွေနဲ့နော်အကောင့်လုံးမှာစနစ်တွေထုတ်ထားပြီးသားနော်ဘာမှမပြောလို့ပါဘူးနော်ဖြေရှင်းဖို့ပဲကြိုးစားပါနော်ခမားတို့နဲ့ကျွန်တော်နဲ့ဒိတ်တိုက်တွေ့ကြတာပေါ့နော် ထိတ်တိုက်တွေ့မယ်တီးတန်တခုချင်းစီသွားမှာနော်တည်ရင်စုံစမ်းကြည့်လားတခုချင်းစီသွားအောင်မှာလုံအောင်မှာနော်ခင်ဗျားတို့ပြဿနာကိုအရင်ရှင်းပေးမယ်ဟုတ်လားအမှုဖွင့်နေဟုတ်လားခင်ဗျားတို့ပြဿနာကိုကျွန်တော်အရင်ရှင်းပေးမယ်ဟုတ်ပြီလားနော်ဘာနဲ့စင်းတာတော့ငလင်လို့တာငလင်လို့တာငလင်လို့နေရဗျတမီးလေးပြင်ထွက်ငလင်ကျန်းနေရောပေါ့ပြီအပြင်တော်စမ်းငလင်လို့နေတာဒီမှာ တင်ဦးလေးငလင်လို့တယ်ဘယ်သူတွေလို့လဲတော့မသိဘူးပေါ့နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မင်းသားကြီးနဲ့မိုးမိုးခိုင်ကိုအစွမ်းကုန်တွန်းလှန်သွားမယ်လို့အာကြီးကျုံဝါလိုက်တဲ့ရုပ်တံနဲ့အတူကေတုမတီလေးတဲ့စခန်းကိုရှော့တိုက်တုံးရှစ်လုံးအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်ထိခိုက်မှုများနိုင်တဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ချင်ပါတယ် စစ်ကောင်စီရဲ့တောင်ငူကေတုမတီလေတက်စခန်းကိုတရခုနှစ်မမရှော့တိုက်တုံးဆဲတလုံးဖြင့်ပြစ်ခတ်တိုက်ခတ်ရာရှစ်လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors from Myanmar တွင်အဖွဲ့ကသတင်းထုတ်ပြန်လာပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဒီနေ့မေလ18ရက်မနက်တနာရီ48မိနစ်အချိန်မှာဖော်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ စစ်ကောင်စီဟာမြေပြင်မှာတော်လှန်ရေးတပ်ဖွဲ့တွေကိုရင်ဆိုင်နိုင်စွမ်းမရှိတော့တာကြောင့်ဝေဟင်ကိုအုံပြုကတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။အဲ့ဒီလိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုရာဇဝတ်မှုတွေကိုအဆိုပါကေတုမတီလေတက်စခန်းကထောက်တိုင်တစ်ခုအဖြစ်တာဝန်ထမ်းဆောင်ပေးနေပြီး အခုရက်ပိုင်းမှာတောင်ပိုင်းတော်လန်ရေးအင်အားစုတွေရဲ့တော်လန်ရေးလှုပ်ရှားမှုတွေကိုတရားစက်ဘုံကျဲတိုက်ခိုက်ရမှာလဲကေတုမတီလေးတက်စခန်းကပင်အဓိကပါဝင်နေတာကြောင့်အခုလိုတိုက်ခိုက်ရတာဖြစ်တယ်လို့ငိုးကဆိုထားပါတယ်ဟုတ်ကဲ့ထိခိုက်မှုတွေကတော့စုံစမ်းနေသေးပါ ရှစ်လုံးဆိုတော့ထိခိုက်မှုတော့များနိုင်ပါတယ်ရှော့တိုက်တုံးကျသွားတဲ့နေရာတော့မတိရသေးပါဘူးတိရရင်အပြက်စီးနဲ့တကွာကျင်ညာပေးပါမယ်လို့ဘောအဖွဲ့တာဝန်ရှိသူကမောင်းကိုပြောပါတယ်ຫນွေဥတော်လန်ရေးအောင်မြင်ဖို့စစ်ကောင်စီရဲ့လေတပ်ကိုပြိုလဲအောင်လုပ်ဖို့လိုအပ်တာကြောင့် စစ်ကောင်စီရဲ့လေတက်တိုက်လေရင်ဖိလာလေရင်စီဘုံတိတန်စာတို့ထုတ်လုပ်တဲ့စက်ရုံအပါဝင် လေတက်ကိုအားဖြည့်နေတဲ့ထောက်တိုင်မျိုးစုံတို့ကိုနှိမ်နှင်းရန် တော်လန်ရေးအင်အားစုတွေပြည်သူတွေကနေလက်လန်းမိတယ်လို့ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ကိုဘုံကနေမေတ္တာရက်ခံထားပါတယ်ကျွန်တော်တရားစွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လာမပို့ပါနဲ့လို့ကျွန်တော်တောင်းပန်တယ်တောင်းပန်တယ်နော်လာမပို့နဲ့သူတို့ရေးနေတဲ့အရေးအနေအထားတွေအစဉ်တန်းတွေကိုကြည့်ကြည့်လိုက်ကျွန်တော်တရားခံတဲ့ တရားခံဆိုကျွန်တော်သူ့ကိုတတ်ပြတာဟမ်ခမားတော့ရတယ်ဗျစဉ်းစားပေါ့ဗျာကတော့ပါရဲ့ကျွန်တော်လာလာပို့တာလားအမေတရားခံကသူ့ကိုပြန်ပြီးတော့မှပြောတယ်လို့ပါလို့ဆိုတရားခံဆိုတော့သူ့ကိုတတ်ကျွန်တော်အမှုอ่ะဟမ်ဘာမှုလဲအဲ့တရားဆွဲအမှုပွင့်နေအမှုပဲရှိသေးတယ်တရားဆွဲတဲ့အစ်နေမဟုတ်ဘူး60တောက်ကကြီးကျွန်တော်ပြောတယ်ဆဲပါတယ်လို့ပါလို့ဆိုတာကျွန်တော်ကပြောတာကအောက်မှာဒီလိုလာမှန်းလို့ မိုးမိုးကန်ဆိုတာဘယ်ရဖာတယ်မလဲလို့ဆဲတာမိုးမိုးကန်ဆိုတော့တယောက်တည်းရှိရလားမိုးမိုးကန်ကဘယ်ရဖာတယ်မလဲလို့ဆဲတာလေတရားစွဲလို့ရလားကျွန်တော်နာမည်လို့ကျွန်တော်ဆဲတာလေကျွန်တော်မသိမှမသိတာအဲ့ဒါလေးနဲ့ကိုစစ်စပတ်အနာလုပ်ပြီးဘူးဒီလိုလီးနဲ့ထိုးတယ်မှုအဲ့ဒါကိုကျွန်တော်တရားခံလို့ဖြစ်အောင်လုပ်ပြန်အောင်ပြည်သူပဲတရားစာရှင်းလင်းပွဲနဲ့ကျွန်တော်တောင်းပန်ရမယ်တဲ့ဟမ်ဟိုကိဘုံကပြောသွားပြီကိုတော်ဘုံကအဲ့လိုမပြောပါဘူးလေ ။စောက်ချက်မရှိတိုင်းပေါ်မှာစောက်စင်တန်မရှိတဲ့ဟာမတွေကဒီကောင်မတွေကနော်။အဲ့တော့ကျွန်တော်ဘာလုပ်မလဲလဲခင်ဗျားတို့စောင့်ကြည့်ကျွန်တော်အဲ့ဒီလာမပို့နဲ့ကျွန်တော်တကယ်အာရုံနောက်နေ။ဘာလို့ကျွန်တော်လဲစိတ်တော်တော်လေးကိုဒီဟိုတိုက်ပွဲတိုက်ပွဲတရင်နေရာတစ်မျိုးအာကိုမြေကိစ္စတစ်မျိုးအာဘာနေမှန်းညိုးလုံးနော်အဲ့တော့ကျွန်တော်လာမပို့နဲ့ခင်ဗျားတို့လည်းအုံနောက်ရှိကြလေ၆၆ခါကြီးတဲ့အမှုပွင့်တာလေတရားစွဲတာမှမဟုတ်တာဟိုမှာဆန်ဆယ်တင်အောင်မှာ ။နောက်တလားတော့တလားတလားတလားဝင်တော့ကြအောင်ပါ။တင်ပြီးမှတင်ပြီးမှကြာလာမှဒီက60တောက်ကကြီးမြောက်ပါတယ်လို့ပြောမှနော်။အဲ့ဒီမြောက်ပါတယ်လို့သူကလည်းဘယ်သူကပြောမလဲတော့မသိဘူး။ဒီအီးဆဲနေတဲ့လူကိုကြာတော့ဘယ်သူမှတရားမစွဲဘူး။နော်။တီတီကိုကြာတော့ဘုရားကြီးကိုဆွဲဆဲနေတယ်လို့ဘယ်သူမှတရားမစွဲဘူး။နိုင်ငံချစ်တိုင်းပြည်ချစ်လူမျိုးချစ်ကိုကြတော့အဲချောချောချောကကြီးနေတဲ့တရားဆွဲနေတယ်ဘသူကဆွဲတာလဲဆိုတော့လေအဘကကြိုကြီးပုံကိုနောက်မှထားပြီးတော့ မတော်ချစ်တဲ့သူကဆွဲတာတဲ့ဟောဗျာဘယ်လိုလုပ်ကြမလဲညီမကြီးဟာနော်အဲ့တော့တော်တော်လေးကိုကျွန်တော်အဲ့ဒါကြီးလာပြီးတော့မပို့ပါနဲ့လို့ကျွန်တော် YouTube မှာတခါလည်းပြောပေးရသေးတယ်။နောက်တော့ TikTok မှာကျွန်တော်အကောင့်တူတွေအများကြီးကျွန်တော်ငောက်မဲ့သုံးတယ်။ဒီမှာကျွန်တော် property နဲ့သုံးနေတဲ့ကော5 point 5မီလီယံရှိတယ်လူဦးရေ30ကြီးသွားတယ်။နော်တီတာကျူးမုံနဲ့ကျွန်တော်နဲ့တွေ့ရတာလေဥစ္စာ။ဘာအမှမကြီးအမှသွားကြည့်။နော်အဲ့ဒီအကောင်ရေဇော်ဘုံတိမ့်တိမ့်တိမ့်ဆိုတဲ့အကောင်ကျွန်တော်သားအဖေနဲ့ဟင်းဆိုတာနဲ့ဇော်ဘုံဆိုတာနဲ့ထုလုံးလို့တဲ့အကောင်မြန်မြန်မှာဆိုလို့တိမ့်လို့ရေးပေးထားတယ်တဲ့။အဲ့ဒီအကောင်မရှိတယ်။ကြံတဲ့အကောင်ကအတုတွေအဲ့ဒီအတုတွေထဲမှာမှကျွန်တော်ရဲ့ fan တွေပေါ့နော်။သူတို့သုံးရတော့ရှိတယ်။နော်အဲ့တော့ကျွန်တော်တရေခံလို့ပြောအောင်သူ့ အားလို့ကျွန်တော်တည်ခံဘူးလားဟောအမှုဖွင့်တယ်အမှုဆွဲမှအမှုမြောက်မှတည်ခံဖြစ်ပါလေပြောလိုက်သူတို့ကဥပဒေကြမ်းအောင်နားလေတယ်သူတို့လောက်မရှိဘူးတလားနော်ဟိုတကောင်ကအကောင့်မှာဖြတ်ပြီးတော့ပြေးတာပြေးပြီနော်အကောင့်တော့ဖြတ်ပြီးတော့ပြေးတာနော်မတည်ရခြင်းတော့မှတရားရုံးမှာမဲဒီမှာ data အချက်လက်တွေနဲ့နော်အကောင့်လုံးမှာစတစ်တွေထုတ်ထားပြီးသားနော်ဘာမှမပြောလို့ပါဘူးနော်ဖြည့်ရှင်းဖို့ပဲကြိုးစားပါနော် ခမားတို့နဲ့ကျွန်တော်နဲ့ဒိတ်တိုက်တွေ့ကြတာပေါ့နော်ဒိတ်တိုက်တွေ့မယ်နော်ဟုတ်ပြီလားနော်ခမားတို့ကဘာလဲငကားကြီးရောလားခမားတို့ငကားကြီးမိမပုံမှာ KB ဇက်ပံမှာနော်ဝန်ထမ်းတယောက်ကပတ်စံအဲ့လောက်ချမ်းသာလားလို့မေးအောင်မှာမေးအောင်မှာမေးအောင်မှာနော်တီးတန်တစ်ခုချင်းစီသွားမှာနော်တီးရင်စုံချမ်းကြီးလားတစ်ခုချင်းစီသွားအောင်မှာလုံးအောင်မှာနော်ခမားတို့ပြဿနာကိုရင်ရှင်းပေးမယ်ဟုတ်လားအမှုဖွင့်တယ်ဟုတ်လား ခမတို့ပြဿနာကိုကျွန်တော်ရင်ရှင်းပေးမယ်။ဟုတ်ပြီလား။နော်။ဘာနဲ့ဆင်းတာတော့။ဟမ်။ဘာနဲ့ဆွဲတာတော့။နော်။ကျွန်တော်အဲအကြောင်းတွေမပြောချင်ကျွန်တော်လာလာမမေးပါနဲ့လို့။နော်။ကျွန်တော်တို့ကိစ္စကိုလိုင်းပေါ်မှာတရားဝင်ကျွန်တော်ကိုယ်တိုင်ပြောပေးပါမယ်။ဟုတ်ပြီလား။ခဏလေးစောင့်။နော်။ဘယ်သူကဘာလဲသိမယ်အဲ့လိုလိုင်းပေါ်မှာနေခမတို့စဉ်းစားကြည့်ကြည်ဗျာ။ဂျီလိုမျိုးသမီးရ။သူ့တရင်းသာရှင်းလင်းပွဲနဲ့တောင်းမယ်မှာလေဆိုတရင်းသာရှင်းလင်းပွဲနဲ့တောင်းမယ်ရဲစောက်စင်။ခေဘုံကဟိုမှာပြောအတောင်းမယ်မှာဦးတဲ့။ ကိုတော်ဘုန်းကြီးရတယ်အဲ့လိုလည်းမပြောပါဘူးဆိုတော့တိုင်းဘုံမှာအနံ့ယူပြီးရှောက်ရင်းနေတာပြီးရှောက်ကောင်းနေရမထွက်ဘူးတက်တော်သားလည်းတက်တော်သားမိသားစုတက်တဲ့ကိုသွားရင်လားသွားနေသူတို့ဝင်လာဘယ်မှဝင်မခံဘူးစစ်တပ်ကသူတို့ဝင်မခံဘူးစစ်တပ်ကလည်းသွားဝင်ကြပါဦးနော်အခုကြာရသွားလိမ့်မယ်ဟိုလူဘာဒီလူဘာပြီးတော့မှအဲအိုက်တက်တဲ့လေးမှသွားပါလားလူကြီးတွေကသိတယ်သူတို့လက်ခံပါလေမဟုတ်ဘူးနော် ော့ကျွန်တော်လည်းအတန်လေးလည်းဝင်နေတယ်ကျွန်တော်ပြောချင်တာကတရင်ချက်လက်တွေအတိုင်းပေါ့နော်အောက်ခြေကရှိနေတဲ့စစ်တီစစ်သားတွေစစ်တောင်းမှုတွေနော်အတက်ကိုရဲရဲဝံ့ဝံ့တင်ပြပါနော်အားလုံးကအတက်တွေနဲ့ဖြစ်တဲ့အတွက်နော်ကိုယ့်ရဲ့အတက်နဲ့လည်းစိုးရင်ရတယ်ကိုယ့်ရဲ့ဖွဲ့စည်းရဲ့ဂုဏ်သိက္ခာနံပါတ်1ကတော့ကိုယ့်ရဲ့အတက်အနေနဲ့စိုးရင်ရတယ်တတိရှိရှိသတင်းပို့ပါကျွန်တော်တို့မှဘာလိုနေလဲဆိုတာကိုပြောပါမပြော တိတိတတ်တာလေးတော့ရေးမို့ပါကုသိုလ်ဘုံရဲ့ကျွန်တော်တို့ကတော့အင်အားတလုံးတလုံးနဲ့ဒါလေးရှိရဆိုရင်အပေါ်ကိုကျွန်တော်ပို့ပေးလိုက်မယ်အောက်ခြေကနေသွားမှာအပေါ်မှာမအုပ်ဘူးအဲ့ဒါလေးတော့ကုကြည့်ပေးပါဦးဟိုနေ့ကတော့မလွဲတောင်မှာသူများတိုက်လာဆောင်အောင်မလားကိုတိုက်လာဆောင်အောင်မလားဆိုတော့အခုကိုစိုးတဲ့နိုင်တို့ဘာလို့ပြောလာလဲအောင်မြင်မှုတွေရတယ်နော်တောရင်လားရေးပို့လိုက်ကျွန်တော်ဘုန်းကြီးလည်းဒီလောက်ပြောတယ်ဗျာကျွန်တော်လူကြီးတွေကိုပြောပေးပါမယ်လို့နော်အဲ့တော့မိမိအသက်အနေရဲ့ မိမိရဲ့တပ်ဖွဲ့ရဲ့ဂုံတိတ်တာနိုင်ငံနဲ့လူမျိုးကာကွယ်နေတဲ့တပ်မတော်သားတွေကျွန်တော်တိတ်ခါကြားမှာမခံနိုင်ဘူးနော်အဲ့တော့တော့ဘာမှမပူနဲ့နော်အားလုံးအေးဆေးတယ်တိုင်းပြည်ကတော့ဗမာပြည်တည်းရဲ့ င်တော်သားငလင်လုံးနေတာဒီမှာပြင်ဦးလေငလင်လုံးတယ်ဘယ်သူလဲလုံးလဲတော့မသိဘူးပေါ့နော်အာဟိုပြောမယ်မှာကားထဲမှာခဏနေနော်ခအနာလေးနေလိုက်ငလင်လုံးနေလို့ကျွန်တော်လည်းခဏနားမယ်နော်ပြင်ဦးလေကိုဟိုမှာစေနာကြီး25မိနစ်မှာငလင်လုံးတာပေါ့နော် သေးပါဘူးမိသားစုလိုက်မသေးဘူးအေးဆေးပဲလိုက်လို့မပြတ်ဘူးနိုင်ငံနဲ့လူမျိုးတော်ကိုမလင်လုံးနေအောင်တိတာထားအောင်မထားဘူးအဲ့လိုဆိုရင်ဇာတ်ကိုသဘောပေါက်လိုက်ရှင်းလားမိသားစုလိုက်ဒီမှာရှိတယ်မလင်လို့တာဒီခုံကနေတချက်ထားလာကြည့်ကြည့်လိုက်နော်ကျုပ်ကျင်းနေတယ်မှာသဘောကြီးမပါဘူး။ဟော။ငလင်လောက်ပါတယ်ပြင်ဦးလည်းမှာအခု10နာရီ25မှာ ရှမ်းတော့မှလည်းလုပ်တယ်တဲ့ဟုတ်ကဲ့အခုလုပ်နေတယ်ပြုံးလဲမှာလဲမလီယာအတန်းအပြင်ကျွန်တော်ခွေးကျွန်တော်ခွေးတကားလာကောက်တယ်ထင်တာမလီယာလုပ်တာမှအတန်းဟိုးဟိုးဟိုးနဲ့ဘလို့အတန်းကြီးလည်းမသိဘူးအုံးနေလို့ကလေးတွေတင်တော့ကန်လိုက်တာကျွန်တော်အိမ်ထဲမှာလည်းရှိနေတယ်နေပြီးတော့လည်းလုပ်တယ်တဲ့ဟိုးပုံးလည်းအခုပဲလုပ်သွားတာတဲ့ဟုတ်တယ်ဟုတ်တယ်တောင်းဆိုပဲဒီမှာကြောက်လို့မဟုတ်ဘူးဘာလို့လုပ်နေလဲအဲ့မလီယာလည်းမပြီးနိုင်ဘူးလားမသိဘူးနော်ကျွန်တော်မြန်မာပြည်ဒီလိုအပုတ္တိုလ်တွေတင်လား ဲ့လိုလူမျိုးတွေကြောင်းမလို့မြန်မာပြည်မှာကတ်ဆိုင်တာတေဒမင်းတို့လိုကောင်းလေငါတို့ကဘာမှဖြစ်ဘူး။အော်ကျွန်တော်မိသားစုဘေးကင်းပါလေဘာမှဖြစ်ဘူး။ပြင်းဦးလေကလှုပ်တော့လှုပ်တယ်။အခုဒါမန္တလေးဆိုတော်တော်ကျန်းလောင်းလေ။ရှင်းပါတယ်။မန္တလေးကတကယ်ချင်းဘုံဆက်မေးရအောင်။ဘာပဲဘာဘုန်းကြီးကလည်းမင်းမေးရအောင်။อืมဒီမှာတော့ကျန်းလောင်းအဲအဲမှာသူပူကျန်းလောင်းလေ။ နောက်တစ်ခါတော့ရင်ပြိုပြီးတော့ကပ်ပြတယ်မင်းတို့လိုက်တွင်ပေးနေတာခုံကတော့အထားမပြတ်ဘူးငလင်လို့တာအဲ့ဒါဇော်ဘုံရဲ့တစ္ဆာသမားကြီးပဲရှင်းအောင်ဒီမှာကငလင်လို့တယ်ဆိုပြုံးမယ်ခါပြီးပြေးတော့ဇော်ဘုံရဲ့အေးစေးပဲရှင်းနေနော်အေးစေးပဲလှုပ်နေတယ်ဘာဖြစ်တော့တစ္ဆာသမားကြီးနိုင်ငံနဲ့လူမျိုးပေါ်မှာချစ်တယ်ဘာသာတရားနဲ့ရင်ကျဲမှုတလို့ဒလေဒုံစံဒုံလန်းစင်လာတွေကိုမျက်နှိုးတဲ့လူသားတယောက်ကလော်လော်လက်သိမှာ အသေးသေးနဲ့တမသေးဘူးဒီမှာဂမ်ဘီယာချက်ချင်နေလို့ဒီမှာဒီမှာအတက်ကူလမ်းကြောင်းနဲ့တွေ့လားယူလို့နော်ပြင်ကြကြရင်ကောက်အောင်မတိတော့မှလာကြည့်လိုက်အဲ့တော့ကျွန်တော်လည်းငလင်လို့တော့ဒီမှာမိသားစုနဲ့ ။အဲဒီကလေးတွေကိုဖြစ်ပေးလိုက်အောင်မယ်နော်။မြန်မာပြည်အများဆုံးငင်းကြမှာစီရှင်းလင်းအောင်နေတဲ့တက်မတော်သားတွေဘေးရနေအကင်းချပြီးနောက်တန်းမိသားစုတွေနဲ့အများဆုံးပြန်လဲပေါင်းဆက်နိုင်ပါစေလို့မေတ္တာပို့ဆုတောင်းပေးပါရစေ။